မင်္ဂလာပါတချက်တီနာဖြစ်ပါတယ်တချက်တီနေ့တင်မှာ great holmes ရဲ့ chapter 7 trigonometric function အပိုင်းမှာ cos graph တွေကိုဆွဲပေးနေတာဒီနေ့က example 6ပေါ့နော် sin graph တွေအားလုံးကတော့ပြီးသွားပြီဖြစ်တယ်အဲ့တော့ cos graph အတွက် example 6လေးမှာကသူက draw the graph of တဲ့နော် draw the graph of y equal to 2 cos π 3 x 1 3n y equal to minus 2 cos pi by 3 x plus 1 plus 3เนาะအဲ့ဒါလေးကိုဆွဲခိုင်းတယ်အဲ့တော့အဲ့ဒီမှာလဲဒီချက်ရုပ်က step by step မပါဘူးပေါ့เนาะမပါဘူးဆိုရင်အခုဒီနှစ်ခုအတွက်ကိုပဲဒီချက်ရုပ်က graph ဆွဲရမှာပေါ့เนาะ graph ကဒီနှစ်ခုဆွဲမယ်စင်စားရင်တော့အခြေခံ cos graph ကနေစစဉ်းစားမှဖြစ်တဲ့အတွက်ဒီရေးတဲ့ဟာကတော့ရှေ့ဟာပုံစံတွေမှာလည်းတစ်ချက်တွက်ပြီးသားဖြစ်တဲ့အတွက်မတွက်ပြတော့ဘူးเนาะ cos 0ဆို1 cos pi by 2ဆို0 cos pi ဆို -1 cos 3 pi by 2က0 cos 2 pi က1 cos pi by 2က0 cos pi က cos pi က -1 ပေါ့เนาะဒါလေးရရပြီးသားဖြစ်ပြီပေါ့เนาะအဲ့ဒါဆိုသူကနေပြောင်းသွားတာလေးကိုတချို့တို့ကြည့်ရအောင်เนาะဒီမှာကျတော့ဘာတွေပါလာလဲဆိုတော့ translation လေးတွေပါလာတယ်ချေလို့เนาะဒီမှာ translation ပါပြီးဖြစ်တဲ့အတွက်ပထမတစ်ခုကဒါက horizontal translation ပေါ့ဒါက horizontal scaling ပေါ့เนาะ ။ဒါဆိုအဲ့ဒီနှစ်ခုကိုအတူအရင်ရေးမယ်ပေါ့။ရေးတဲ့အခါမှာဒီစရက H နဲ့ K ကိုအကျန်းအရင်ရေးထားလိုက်နော်။အဲ့ဒါဆို H ကဒီမှာ +1 ဆိုတော့ H က2 formula အရာဆိုရင် -1 ဖြစ်မယ်။ K ကကျတော့ +3 ဆိုအတဲ့ဆိုတော့3ပဲပေါ့နော်။ H က -1 K က3ဖြစ်တယ်။ဒါဆိုရင်ဒီစရုပ်ရေးမယ် point behavior လေးက X ပြောင်းမယ်နှစ်ခုကနော်။ x minus h ဖြစ်မှာပေါ့เนาะ x plus x ဆိုတော့ x 1ပေါ့เนาะ x 1ရဲ့ဒီမှာ π/3 က scale factor ပြောင်းပြန်ယူရမှာဖြစ်တဲ့အတွက်ဘာဖြစ်မလဲ 3π π x -1 ပေါ့နော် comma အနောက်ကကြတော့တချို့ဒီ +3 ရာ k k က y k ဖြစ်မှာရှေ့ကဒီ2လေးကကြတော့ scale factor အတဲ့ဆိုတော့ 2y +3 ဖြစ်မှာပေါ့နော် ကဲအဲ့ဒါဆိုရင်ဒါသူရဲ့ပြောင်းမယ် point behavior ဖြစ်တယ်နော်အဲ့ဒါဆိုရင်သူ့အတွက်ကိုတချို့တန်ဖိုးလာအစားသွင်းမယ်ပေါ့နော်တန်ဖိုးအစားသွင်းတဲ့အခါဒီ x လရလေးမှာဒီကအရှိက point လေးတွေလာအစားသွင်းပေါ့နော်ဆိုတော့ပထမတစ်ခုက0ထဲမှာဆိုတဲ့အတွက်0နဲ့3ပိုင်ပိုင်နဲ့မြောက်တော့0နောက်က -1 ဆိုတော့ -1 ကောမှာဒီက y နေရာလေးမှာကအနောက်ဂိမ်းလေးထဲမှာပေါ့နော်အနောက်ဂိမ်း1လေးထဲမှာအဲ့ဆိုတော့1ထည့်လိုက်ရင်2 3ဖြစ်တဲ့အတွက် 5ဖြစ်နော်ဒါဆိုရင် -1.5 ကတော့ပွင့်ရမယ်နောက်တစ်ပွင့်က3 by by into by by 2ပြီးရင် -1 ဒီလိုဖြစ်မှာเนาะအဲ့တော့ပိုင်းပိုင်းကြီးမှာဆိုတော့3/2 -1 ဆိုတော့ပိုင်းချိန်ညှိမယ်เนาะ3/2 -1 ဆိုတော့ပိုင်းချိန်ညှိမယ်เนาะဆိုတော့2ဆိုတော့1/2ပေါ့เนาะဆိုတော့1/2 y က0တွက်ထဲမှာဆိုတော့ 0+3 ဆိုတော့3ရမယ်ဒါတပွင့်နောက်တစ်ခါပိုင်ထည့်မှာပိုင်ထည့်မှာဆိုတော့3ပိုင်ပိုင် into π -1 ပေါ့ပိုင်ပိုင်ကြည့်တဲ့အတွက်3 -1 ဆိုတော့2ရမယ်เนาะ2အနောက်က y နေရာမှာ -1 ဆိုတော့ -2+3 ဖြစ်တဲ့အတွက်1ပေါ့เนาะတခါနောက်တစ် point က3ပိုင်ပိုင်2 3 by by 2ကို x နေရာမှာထည့်မှာဖြစ်တဲ့အတွက်3 by by into 3 by by 2 minus 1ပေါ့နော်ဒါဆို by by ကြည့်မယ်ဆိုတော့9 by 2 minus 1ပေါ့နော်အဲ့တော့ပိုင်းချေညှိလိုက်တော့7 by 2ပေါ့နော်ဆိုတော့7 by 2 y နေရာမှာ0ထည့်မှာဆိုတော့ plus 3ဆိုတော့ comma 3เนาะတခါနောက်တစ် point က2 point ထည့်မယ်2 point ထည့်မယ်ဆိုတော့3 by by into 2 by minus 1เนาะအဲ့တော့ point ကြည့်မယ်3ထက်လျာ6ဆိုတော့6 minus 1ဆိုတော့5ပြမယ် y နေရာမှာ1ထည့်မယ်1/3ဆိုတော့ 2+3 ဆိုတော့သူက5ရမယ်ဆိုတော့5.5မှာ1 point ရမယ်နော် တစ်ခါနောက်တစ်ခုက minus pi by 2ပေါ့เนาะ minus pi by 2ဆိုရင်3 pi pi into minus pi by 2 minus 1เนาะဒါဆိုရင် pi ကြီးမှာဖြစ်တဲ့အတွက် minus 3 by 2 minus 1 pi ချင်းညှိလိုက်တဲ့အခါမှာ minus 5 by 2ပေါ့เนาะ minus pi by 2 comma y နေရာမှာ0ဆိုတော့3တခါ minus pi ထည့်မယ်ဆိုရင်ကျတော့3 by by into minus pi minus 1เนาะအဲဆို pi ကြည့်သွားမှာဖြစ်တဲ့အတွက် minus 3 minus 1ဆိုတော့ minus 4เนาะ minus 4 comma y နေရာမှာ -1 ဆိုတော့ -2 +1 +3 ဆိုတော့1ပေါ့เนาะဒါဆိုရင်ပထမတီချာတို့ဆွဲရမယ်ပထမ graph ကိုရပြီเนาะဒါဆိုရင် point ချတာတွေကတော့ဒီချေမဆွဲပြတော့ graph ဆွဲပြီးသားပဲတခါလေးပြမယ်เนาะ graph ဆွဲတာလောက်ကတော့ကလေးတို့ဆွဲတတ်မှာဖြစ်တယ်အရှိမာတွေလည်းပြခဲ့ပြီးပြီเนาะဒါဆိုရင်အခုဒီ point တွေကိုကလေးတို့ကနေရာချလိုက်เนาะဒါတမဆိုလဲနေရာကကိုကတိပြီးသားဖြစ်တယ်ပေါ့เนาะ -1.5 မှာ point ချ1.2ဆိုတော့0.5 နော် x က0.5 y က3မှ1 point 2.1မှ1 point 7.2ဆိုတော့3.5.3မှာ1 point ပေါ့နော်5.5မှာ1 point ဒါလေးတွေ point ချချပြီး graph ဆွဲမယ်ဆိုရင်သူကဒါကဘယ်သူတွေ့ရမလဲဆိုတော့ပထမတစ်ခုတွေ့ရမယ်အဲ့ဒါဆိုဒီချက်ဒီမှာဆွဲပြီးသားလေးပြမှာဖြစ်တဲ့အတွက် ဒီအတွက်ပါတခါရဲဆွဲမယ်နော်သူအတွက်ပါ point တခါရဲရှာမယ်ဒါဆိုရင်ဒုတိယတစ်ခုအတွက် teacher ရဲ့ point behavior လေးကိုစဉ်းစားမယ်ဆိုရင် तू ကဒီမှာ reflection on x exists ပါလာတာဖြစ်တဲ့အတွက် y ရှိမှအနှုတ်ပါလာမှာပေါ့နော် y ရှိမှအနှုတ်ပါလာမှာဆိုတော့ဒီအရှိကတန်ဖိုးကမပြောင်းဘူးပေါ့နော်ဒီအတိုင်းပဲ3 by by a -1 ပဲเนาะဒီရှိမှ -1 ပါလာမှာဆိုတော့ -2y plus 3ပေါ့ဒီလိုဖြစ်မယ်เนาะအဲ့လိုဖြစ်မယ်ဆိုတော့ဒီချေတော့ဒီမှာ translation ပါတာဖြစ်တဲ့အတွက်သူ့ကိုပဲလက္ခဏာချိန်လိုက်လို့မရအောင်เนาะအဲ့တော့ဒီကနေ shape point ကတော့မပြောင်းတဲ့အတွက် shape point လေးတွေတော့ကူးလို့ရတယ် minus 1 1/2 2 7/2 5ပြီးရင်နောက်က -5/2 6/2 8/2 9/2 10/2 minus 4ပေါ့เนาะကဲပြီးရင်နောက်က point ကကျတော့တချို့ရဲ့ဒီ y နေရာလေးမှာဒီအရှိကတချို့ရဲ့ y တန်ဘိုးလေးเนาะဒီ y တန်ဘိုးလေးတွေကိုလာထည့်မယ်ဟုတ်ပြီလားအဲ့ဒါဆိုရင်အဲ့ဒီ y တန်ဘိုးလေးတွေထည့်ဆိုတော့ပထမ y နေရာမှာ1ထည့်မှာ1ထည့်မှာဆိုရင် minus 2 3ဆိုတော့1ရမှာเนาะပြီးရင် comma နောက်တစ်ခုက0ထည့်မှာ y နေရာမှာ0ဆိုရင် +3 ရမယ်เนาะနောက်တစ်ခုက ဘာထည့်မလဲ -1 ထည့်မယ်နော် y နေရာမှာ -1 နောက်ဆို -1 -2 က +2 +3 ဆိုတော့5ရမယ်တခါနောက်တစ်ခုက0ထည့်မှာနော်0ဆိုတော့3ရမယ်1ထည့်မယ်ဆိုရင် -2 3ဆိုတော့ +1 ညမယ်5 by 2မှာက0ထည့်မှာပေါ့နော်0ထည့်မှာဆိုရင် +3 ရမယ်တခါနောက်တစ်ခုက -1 ထည့်မှာဆိုတော့ plus 2ဆိုတော့5ဖြစ်ရမယ်ပေါ့เนาะဒါဆိုရင်ဒီချက်တို့ကပြောင်းသွားတယ်သူ့ရဲ့ reflection on x axis လေးကိုရမှာဖြစ်တယ်ပေါ့เนาะအဲ့ဒါဆိုရင်ဒီချက်တို့ဒီမှာ graph ကဒီချက်ကလေးတို့ကဒီဟာကို point နေချပြီးဆက်လိုက်เนาะဆက်ပြီးရင်အခုဒီချက်ကဆွဲပြီးသားဟာလေးကိုပြမယ် mid line လေးတွေ period လေးတွေအရင်ကြည့်ရအောင်เนาะအဲ့ဒါဆိုတော့ဒုတိယတစ်ခုကိုကြည့်မှာဖြစ်တဲ့အတွက်သူ့ရဲ့ equation က y equal to minus 2 cos 2 pi pi 3 x plus 1 plus 3အတွက်ပေါ့เนาะဒါဆိုရင်ဒီချက်တို့ကဒီမှာအခုနက h equal to က minus 1ဖြစ်ပြီး k equal to က3မဟုတ်လားဒါဆိုရင် mid line ဆိုတာက y equal to k ဖြစ်တဲ့အတွက်3ပေါ့เนาะ y equal to k ဆိုတော့ y equal to 3အဲ့တော့ y tan full 3မှာဒီချက်တို့ရဲ့ mid line လေးရှိမယ်တခါ amplitude amplitude က mod a ဖြစ်တဲ့အတွက် a က2ဖြစ်တော့ amplitude က2ပေါ့ နော် period period က2 by by b ဖြစ်တဲ့အတွက်2 by by b လေးက by by 3เนาะ by by 3ဆိုတော့အပေါ်တင်လိုက်တော့3 by by ဆိုတော့ by by ကြည်သွားတဲ့အတွက် period က6ရမယ်ဒါဆိုရင်သူ့ကိုဘယ်နေရာမှာတက်မလဲလို့သိချင်ရင် h မှာစ h+ period မှာဆုံးဆိုတော့ h က -1 เนาะ h plus b ရဆိုတော့ minus 1 plus 6ပေါ့နော်ဒါဆိုဘယ်အထိဆွဲမလဲ5အထိဆွဲမယ်နော် minus 1ကနေ5အထိဆွဲမယ် domain ကကြတော့အာဘဲပေါ့နော် range ကကြတော့ minus a plus k minus a plus k less than or equal y less than or equal a plus k လို့ပြောတဲ့အတွက် minus a ဆိုတော့ a က2နော်2ဆိုတော့ minus 2 plus 3ရဲ့ ဒီမှာ a+k ဆိုတော့ 2+3 ရဲ့ဒါဆိုရင်ဘယ်လောက်ဖြစ်မလဲ1နဲ့5 5ကြားပေါ့ the set of y such that 1 less than or equal y less than or equal 5ပေါ့နော်ဒါကသူရဲ့ range ဒါဆိုရင်ဒီစရုပ်အခုရလာတဲ့ဟာလေးတွေကိုပုံမှန်သွားတတ်မယ်ပြီးရင်ပုံမှန်လည်းစစ်ကြည့်မယ်နော်ကဲအဲ့ဒါဆိုပုံလေးကဆွဲပြီးသားလေးကိုကြည့်လိုက်ကလေးတော့ point ချပြီးဆွဲပြီးသားနဲ့တိုက်လိုက်နော် အဲ့တော့အခုဒီမှာတကယ် mid line က y 3လေးမှာတကယ်ဒီမှာ mid line လေးဆွဲထားတယ်เนาะဒါလေးက y အစိမ်းထဲက y 2 cos π/3 x 1 3အတွက်เนาะအစိမ်းထဲကပြီးရင်အနီထဲက y minus minus 2 cos π/3 x 1 3အတွက် graph ဖြစ်တယ် နော်ဆိုတော့ amplitude ကအခုနကတရားတို့ကြီးခဲ့တာ amplitude က do နော်ဒါဆိုတရားဒီမှာ amplitude က do တတ်ထားပေးတယ်ပေါ့နော် do တတ်ထားပေးတယ်ပြီး period ကဘယ်ကနေဘယ်အထိလဲ -1 ကနေ5အထိမှာ period က6ရှိမယ်ပေါ့နော်6ရှိမယ်ဒါလေးတက်လိုက်တယ်ဒါဆိုရင်တရားတို့မှာ x exists ပါရမယ် amplitude ပါရမယ် y exists ပါမယ် midline ပါမယ် period ပါမယ်ဒီ point လေးတွေပါမယ်ပေါ့ဒါဆိုရင်ဒီချရူရဲ့ graph ကပြည့်စုံသွားပြီဖြစ်တယ်เนาะမလေးက -5 by 2.3လေးပေါ့เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်အခုတချို့တို့ကတရားလေး point ကဆွဲပြီးတဲ့အခါမှာကလေးတို့ဆွဲကြည့်လိုက်ရင်ရသွားမှာဖြစ်တယ်เนาะဒါလေးတိုက်ကြည့်လိုက်ပေါ့ဟုတ်ပြီလားကဲအဲ့ဒါဆိုရင်ဒီ channel video လေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ